စကြော်တော့ကတော့ကျွန်တော်ကညကြော်လို့ပဲလိုက်ကြော်တဲ့အချိန်မှာအဆင်မပြေဘူးဩနာဘလို့ကြော်ရင်ကောင်းလဲတော့နည်းနည်းနဲ့ဆန်းကြော်ဆန်းကြစားကြည့်စားကြည့်နဲ့အဆင်ပြေသွားတာပေါ့စကြော်တော့ဆိုရင်တို့တရုတ်ကြော်ဆိုရင်ကြော်လိုက်ရင်ထွထွေးအားနဲ့ကျွန်တော်ဘလို့ကြော်ရင်ကောင်းလဲဆိုအဲ့လိုရောကြော်ဘဲဦးနဲ့ရောကြော်ရင်ဘလို့လုပ်မယ်ဆိုအဲရောကြော်လိုက်တာအဲနောက်ဆုံးကြတော့အစားသုံးလည်းအဆင်ပြေသွားတယ်အဲ့လိုမျိုးလေးပေါ့အမျိုးမျိုးအဲ့လိုပြောပြဒါမှမဟုတ်ကျွန်တော်ပြောအများတန်းပြောပြောနေတာပေါ့အစားသုံးသူတွေကကျွန်တော်ရဲ့ဆရာသမားတွေရောမကောင်း၁၀ပွဲ၁၅ပွဲပွဲ၂၀ အဲ့လိုပဲရောင်းရောင်းရောင်းနဲ့တော့ဘုံကြတော့ပြင်းပြင်းနဲ့တဲ့သွားဒါပဲခုနမလေးပြက်လာတာဆိုတော့နှစ်နှစ်ကျော်ပြီတော့၄နှစ်ကျော်၅နှစ်၄နှစ်ကျော်သွားပြီတော့ကျွန်တော်ရောင်းတဲ့တက်တန်းဘူးဘူးဘေးဘူးဘေးပါဆယ်ဘူးထဲမယ် 后面再教呢，建立年立业了不？两年么家里困，身体木拉都给他翻几件，咋养弄完了，爸妈没养，咱家外婆那这边养嘞，那边养嘛，非非养了留地面了了么？咋养弄养我们心？哎，咋东子的，挺老逼的，咋东子的，你看那咋几节，故意扒里路的，扒里也不住起来，俺就叫表弟，俺就表弟，表弟俺就表弟，俺那吃了，谁话了不？啥都话。 နှစ်နှစ်လောက်ကြာတယ်ကျွန်တော်ထိတ်ခင်ကျွန်တော်တိုက်စီလေးမောင်းလိုက်ဓာလေးကြော်ရောင်းလိုက်ကားမောင်းတယ်လေအမအားရင်တိုက်စီလေးသွားမောင်းလိုက်အဲကားလေးမောင်းလိုက်ဒါရောင်းလို့အဆင်မပြေသေးဘူးရှင်တော့နှစ်နှစ်နေပြီးရကြာတယ်ကိုဗစ်ကာလနဲ့တောက်လျှောက်ဆိုတော့ရောင်းဝယ်မရှိမရောင်းအောင်နောက်ပိုင်းကျမှလူတိများသွားတာလေအဲစားသုံးသူပြင်သွားပေးကြအကိုကြီးဘာလေးတော့ဘလိုလေး effect တယ်ဘလိုလေးကဘလိုလေးစားကောင်းတယ်အမျိုးမျိုးအဲ့လိုပြောပြဒါမှမဟုတ်ကျွန်တော်ပြောအများကြီးပြောပြနေတာပေါ့စားသုံးသူတွေကကျွန်တော်ရဲ့ဆရာသမားတွေသူတို့ကကို့ကိုသင်ထားပြီးလို့ကိုကဓာတ်လေးတက်တယ် ကျွန်တော်တက်လို့သားရောင်းကောင်းတာမဟုတ်ဘူးအဲ့လိုမျိုးစာကြောလုံးကကျတော့ကျွန်တော်ကများကြော်လို့ပဲလိုက်ကြော်တဲ့အချိန်မှာအဆင်မပြေဘူး။အဆင်မပြေဘူးကြွတ်ကြွတ်နဲ့ညှိုးချတာအဆင်မပြေဘူး။ငါဘလို့ကြော်ရင်ကောင်းလဲဆိုတော့နည်းနည်းနဲ့စမ်းကြော်စမ်းကြော်စားကြည့်စားကြည့်နဲ့အဆင်ပြေသွားတာပေါ့။စာကြောလုံးကဆိုရင်တို့တရုတ်ကြော်ဆိုရင်ကြော်လိုက်ရင်ဒူးဒူးကြီးဒူးဒူးကြီးလုံးလုံးခက်လိုက်တဲ့ခါကျရင်လည်းခါလဲအဆင်မပြေဘူး။တွဲတွဲရင်ကြည့်နေရောညှိုးချတဲ့ခါလဲအဆင်မပြေနိုင်ဘူး။အားနဲ့ကျွန်တော်ဘလို့ကြော်ရင်ကောင်းလဲဆိုတော့အဲ့လိုရောကြော်သေးဦးနဲ့ရောကြော်ရင်ဘလို့လုပ်မလဲဆိုတော့ရောကြော်လိုက်ရတယ်။ အဲနောက်ဆုံးကျတော့အစားဆုံးလည်းအဆင်ပြေသွားတယ်အဲ့လိုမျိုးလေးပေါ့နောက်ကျတော့လက်ဆင့်ကမ်းခြင်းနဲ့သာသမီတွေဆက်ကျော်ဖို့ကိုသက်ကြီးသွားတယ်ကိုမကျော်ရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီဟာကိုလက်ကြည့်ပေါ့ကျွန်တော်ဒီယူရနဲ့ကျွန်တော်ဆက်ထွန်လိုက်တယ်ဆိုတော့စားသုံးသူရလည်းကိုတင်သွားပေးတယ်ဒီလိုမျိုးကြော်ရင်ဒီလိုလေးစားကောင်းတယ်ကိုကြီးဆိုတော့ဒါလေးတော့ထိမ့်သိမ်းသွားခြင်းနဲ့၄နှစ်ဆုံးဆုံးတော့ဖြစ်သွားပြီပေါ့၄နှစ်၅နှစ်တည်းဝင်တော့မှာပေါ့၄နှစ်ကျော်သွားပြီပေါ့ နှစ်နှစ်ကျော်ပဲကျွန်တော်ဒါကိုလုပ်တာရောမကောင်း၁၀ပွဲ၁၅ပွဲပွဲ၂၀အဲ့လိုပဲရောင်းရောင်းရောင်းနဲ့တော့ဘုန်းကြီးတော့ဖေးဖေးနဲ့စားသုံးကြည့်ရလို့ပဲဗာလိလိုအပ်တယ်ဗာလိကဘလိုလေးရှိတယ်လာလာပြောပြပြင်းပြင်းနဲ့တဲ့သွားဒါပဲခုနမလေးတက်လာတာဆိုတော့နှစ်နှစ်ကျော်ပြီတော့၄နှစ်ကျော်၅နှစ်ပြီ၄နှစ်ကျော်သွားပြီပေါ့ကျွန်တော်ရောင်းနေတဲ့တန်းတော့ဆိုင်အောင်တော့မှကျွန်တော်ဆိုင်အောင်တော့ဒီတပွဲကို2500ပဲရှိတယ် ီခူးစီတစ်လုံးမှာဘာလို့1800 2000ပဲရှိကြမိမအီခူးစီကျွန်တော်သုံးတာဒါဆို1800 2000တလောက်ပဲရှိအခုဆိုရင်တော့9000 1000လောက်ရှိတာပေါ့1000လောက်ရှိတာပေါ့ဈေးတွေကကွာသွားတာပေါ့အခုတော့တပွဲ5000ရောင်းနေတယ် ရှိပါတယ်အချို့ကကျွန်တော်လေးကြော်ကျင်တယ်ဝင်းကြုံဝင်းကြော်ဘယ်လိုကြော်ကျွန်တော်ဘယ်ရင်တင်ပေးလိုက်တာပဲအခုဘာကြီးထည့်ထားလဲကျွန်တော်ထည့်ထားတော့ဒီလိုပဲစားလို့စားလို့အချုံမုတ်တော့နည်းနည်းပါတယ်ကြားလေးနည်းနည်းပါတယ်အသက်သာလေးနည်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 းကိုကထည့်တယ်စားကောင်းအောင်လို့ဒါလည်းစားတော့လို့ကကိုယ်တင်သားပေးတာကိုကလည်းကိုယ့်လက်နဲ့လည်းကွတ်တိဖြစ်သွားတယ်ပေါ့ကြော်တဲ့အချိန်မှာကိုထည့်တဲ့အနေထားနဲ့နည်းနည်းမီးလေးတော့ထိန်းရတယ်မီးနေထားလေးတော့မီးနေထားထိန်းတယ်ဆိုတော့မီးရန်ပြင်းသွားရင်လေဒီကချက်ချင်းကြော်ချက်ချင်းပြော့သွားနိုင်တယ် မီးကိုမပြော့မပြင်းလေးပေါ့ကိုလိုချင်တဲ့နေထားလို့ထိန်းကျော်တဲ့ခါကျရင်ဒါရေရှည်ထားလို့ရတယ်နောက်ရက်မှမပြော့အောင်ကျော်လဲကျော်လို့ရတယ်ချက်ချင်းပြော့အောင်ကျော်ချက်ချင်းဝုန်းလို့ကျော်လိုက်ရင်တောင်းနေရပြော့ပြဲသွားအောင်အဲ့လိုမျိုးလေးရှိရမီးထိန်းတာလည်းသကားပြောတာပေါ့ကျွန်တော်လူမျိုးအောင်တင်ပြီးရင်ကျွန်တော်ပြောပြတယ်တဝိုးနှိုးကျော်လိုက်ရင်သဘောပေါက်သွားတယ်သို့တော့အိမ်မှာဟင်းချက်နေတဲ့လူဆိုရင်သဘောပေါက်သွားတယ်ဒါများသောဖြင့်ဒီလိုမျိုးပုံစံဖြစ်အောင်လို့ဒီလိုဒေဦးမျိုးနဲ့ကြော်မှတာရင်ဒီပုံစံမျိုးပေါက်ပါလေချို့အိမ်မှာဒေနီဒီပိုင်းနဲ့ကြော်နေဒီပုံစံမဖြစ်နိုင်ဘူး ချိုးကအိမ်မှာကြော်စားတာမဖြစ်ဘူးဆိုရင်မဖြစ်ဘူးဒယ်နီနဲ့ကြော်ရင်အဆင်မပြေဘူးလေဒယ်နီဆိုရင်အပေါ်နဲ့ကြော်လိုက်တဲ့လုံးပြီးအောက်ကနေဂျိုးကတ်ဂျိုးကတ်တာပဲဖြစ်သွားတယ်ဒီလိုဒယ်ဦးနဲ့ဆိုဖြစ်တယ်ဒါကိုလူတိုင်းနဲ့တက်ဖေးခြင်းနဲ့ဒါကိုလိုင်းပေါ်မှာရိုက်မယ်ဆိုရင်ရိုက်ကျွန်တော်ရိုက်ကျွန်တော်ပြောပြတယ်မုံလာဦးဆိုလည်းတိတ်ခဲခဲရင်းမှုဆက်တာကျွန်တော်တို့ရိုးရဲပန်ဒီကတကြားရဲ့ဒါပဲဆက်တာအဓိကတော့မုံလာဦးကအသက်ပေါ့စားတဲ့နေမှာမုံလာဦးမကောင်းလည်းမကောင်းဒဏ္ဍာကောကြောမြန်အောင်ကြော်လို့လည်းရတယ်ချက်ချင်းပြီးအောင်ကြော်လို့လည်းရတယ်ဒါမှမဟုတ်ကြော်လိုက်တဲ့ခါကျရင် quality မမြင်ဘူးဖြစ်သွားအောင်ချက်ချင်းကြော်လိုက်တဲ့ချက်ချင်းပြော့ပြဲပြီးတော့စားမကောင်းတော့ဘူး အဲ့လိုမျိုးလေးတွေဒါမှမဟုတ်သူ့ရဲ့မီးချိန်လေးနဲ့ဘလို့ကြော်ရင်ကောင်းလဲဆိုတာထိန်းကြော်ရမီးရမီးမှာတော့နည်းနည်းလေးစကားပြောတာပေါ့ရှိတယ်တခါကျကျွန်တော်မှုရင်နဲ့ကြော်ရင်လဲဆိုကျွန်တော်ဒီအရွယ်ထည့်ပေးတယ်ဘာလို့ဘာလို့ကြော်ပြောပြလိုက်လဲလာကြော်ရအကျိုးဆိုတပုတ်တွေပိုင်းလာရိုက်တယ်လေကျွန်တော်အပြော့ကြော်လေးကြော်ရင်လဲအေးကြော်ကြော်ကြော်ဒီလိုကြော်ဘာလေးထည့်လိုက်ကြော်ထည့်ပေးတယ်ပြရတယ်ဘလို့လို့ကြော်ပေးလိုက်တယ်ဘာလို့လဲဆိုတော့သူတို့တက်တော့လဲကိုယ်လည်းဝန်းတာတယ်လေဒီနာလာလာမြို့နယ်မှာတော့၄၅၆၀မျိုးရှိတယ်နာမည်တော့မတူဘူးပေါ့ဒါမှမဟုတ်ကျွန်တော်ကဆိုင်ခွဲမရှိဘူး ဒီဆက်ရှင်လမ်းထိပ်မှာပဲအမြဲတမ်းဖွင့်နေဆက်ရှင်လမ်းမှာဘန္ဓုရလမ်းထိပ်အမြဲတမ်းထွက်တယ်ဒီမှာဒီမှာပဲရှိတယ်ပေါ့ကျွန်တော်တခါကြရင်ကျွန်တော်ဆိုင်နာတယ်နားတယ်ဆိုတဲ့ခါကြရင်ကျွန်တော်ကဂဏန်းမကောင်းကျွန်တော်ဆိုင်နာလိုက်တယ်ဒီဘက်ကလက်မှတ်သားကိုဘက်ကပြူတဲ့ဟာဟိုမှာကိုလုံးသားဘာလို့လဲဆိုတော့ဂဏန်းမှာရေးကြီးတယ်လေဂဏန်းမကောင်းကျွန်တော်မရောင်းစားသုံးလူတစ်ခုဖြစ်မှာဆိုလို့အဲ့နေ့ကြရင်ဘလောက်ပဲတန်ရေးရှိနေပြီကျွန်တော်ဆုံးဖြုတ်ကျွန်တော်မရောင်းကျွန်တော်လှုပ်လိုက်ဆိုင်မထွက်တဲ့နေရာအဲ့ဒါဂဏန်းမကောင်းလို့တွေကျွန်တော် ို့စားသုံးသူရဲ့အားနာလဲဝေးရလာတော့လေအဲ့တစ်ချက်တော့အရေးကြီးတယ်အဲ့ဒါနှစ်နာရီဖို့ကျွန်တော်အောက်ရောက်ပြီနှစ်နာရီဖို့ဆိုစကြော်ပြီည9နာရီရှိပါကျော်ဒီနားမှာအများတန်းပါပိတ်ရမရှိဖို့တောက်ချောက်ရှိပါလား